ငါပါတခုတည်းကီနိုဗီဇာဆိုတာမြန်မာလူကျွမ်းကျင်လောက်သားဗီဇာဖြစ်ပြီးတော့ဂျပန်ဆိုရဘက်ကနေဂျပန်အလို့ရှင်တွေကို2019 AB လကစပြီးတရားဝင်ခွင့်ယူခွင့်ပေးထားတဲ့ဗီဇာပဲဖြစ်ပါတယ်တခုတည်းကီနိုမှာဆိုရင်တော့အဆင့်1နဲ့အဆင့်2ဆိုပြီးရှိပါတယ်တခုတည်းကီနိုဗီဇာအဆင့်1သက်မှတ်ထားတဲ့သက်မှတ်ချက်တွေစာမေးပွဲတွေကိုဖြည့်ဆို့ပြီးရင်တော့ဂျပန်နိုင်ငံမှာ9နှစ်အလုပ်လုပ်နိုင်ပါတယ်။လာစာကတော့ဂျပန်လူမျိုးတွေနဲ့တန်းတူရရှိမှာဖြစ်ပြီးတော့မိသားစုကိုတော့ခေါ်လို့မရနိုင်ပါဘူး။တခုတည်းကီနိုဗီဇာအစနစ် အဆင့်1ကို9နှစ်လောက်လောက်ကင်ပြီးရင်တော့အဆင့်1ကိုပြောင်းလဲပြီးတော့လောက်ကင်လို့ရပါပြီ။ဒါဆိုကလည်းဇပန်လူမျိုးတွေနဲ့တန်းတူရရှိမှဖြစ်ပြီးတော့မိသားစုကိုခေါ်ဆောင်ခွင့်ရပါပြီ။ဒီလိုဗီဇာအဆင့်အပြောင်းလဲတွေမှာတူညီတဲ့လုပ်ငန်းတစ်ခုတည်းကိုပဲဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင်တော့လိုအပ်ချက်အများကြီးမရှိပေမဲ့မတူညီတဲ့လုပ်ငန်းကိုပြောင်းစင်နေဆိုရင်တော့တက်ဆိုင်ရာစာမေးပွဲကိုအပြန်ဖြေဖို့လိုအပ်ပါတယ်။ဥပမာကိုကအဆင့်တက်မှာစားတော့ဆိုင်နဲ့သွားပြီးအဆင့်နှစ်မှာလည်းစားတော့ဆိုင်လုပ်ငန်းမှာပဲဆက်လက်လုပ်ကင်သွားမယ်ဆိုရင်တော့စာမေးပွဲပြန်ဖြေရတာမျိုးတွေတိတ်မရှိပါဘူး။ ဒါပေမဲ့ကိုကအဆင့်တက်မှာစားတော့ဆိုင်လုပ်ငန်းနဲ့တွားထားပြီးအဆင့်နှစ်မှာတော့ဟိုတယ်လုပ်ငန်းမှာတော့ကိုင်စင်နေဆိုရင်တော့ဟိုတယ်နဲ့သက်ဆိုင်တဲ့ဆာမီဝဲတွေပြန်ဖြည့်ဖို့လိုအပ်ပါတယ်။ကျောင်းသားတွေအနေနဲ့ကလည်းသက်ဆိုင်ရာ process နဲ့ဆာမီဝဲတွေကိုဖြည့်ဆို့ပြီးရင်တော့ student visa ကနေ degree visa ကိုပြောင်းလို့လည်းရပါတယ်။